တီရီလင်ကမှအော်တိုဘာ22ရက်ကအတိုက်ခံနိုင်ငံရေးသမားတအိုး၎င်းရဲ့ရုံးခန်းအတွင်ပြစ်ဒဏ်ခံခဲ့ရကြောင်း AFP သတင်းမှဖော်ပြခဲ့ပါတယ်။အသက်38နှစ်အရွယ်လက်ဆန်သာဝီကရာမာဆက်ကရာဟာဝီလင်ကမာမြို့ရဲ့ကောင်စီဥက္ကဋ္ဌတအိုးဖြစ်ပြီးမဲဆန္ဒရှင်တွေနဲ့တွေ့ဆုံပြီးအစည်းအဝေးပြုလုပ်နေချိန်မှာ တနက်သမားတအုပ်ကဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ဒီပစ်ခတ်မှုမှာတခြားသူတွေထင်ရမရခဲ့ပဲတနက်သမားဟာထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့တောင်ဝင်ရှိသူတွေကပြောကြားခဲ့ပါတယ်။ပစ်ခတ်မှုကျွလွန်သူကိုခြေအခမ်းဖမ်းဆီးဖို့စုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီးပစ်ခတ်ရတဲ့အကြောင်းရင်းကိုမသိရသေးကြောင်းရဲတပ်ဖွဲ့ကဆိုပါတယ်။ဝေကရာမဆက်ကရာဟာဝေလင်ကာမာမြို့ကိုထိန်းချုပ်နိုင်ရတဲ့အတွက်အာဏာရပါတီနဲ့အာဏာလွန်ဆွဲခဲ့တဲ့အတိုက်အခံ SJP ပါတီရဲ့ပါတီဝင်တအိုးဖြစ်ပါတယ်။အခုနှစ်အတွင်းသီရိလင်္ကာမှာအကြမ်းဖက်မှုတွေမြင့်တက်ခဲ့ပြီးအများစုဟာမူရည်စေဝါခိုင်းတွေရာဇဝယ်ခိုင်းတွေနဲ့ဆက်နွယ်မှုရှိခဲ့ပါတယ်။အခုနှစ်အတွင်းပြစ်ခတ်တိုက်ခိုက်မှုပေါင်း၁၀၀ကျော်ဖြစ်ပွားခဲ့ပြီးလူ90ထက်မနည်းသေဆုံးခဲ့ကြောင်းတရားဝင်မှတ်တမ်းတွေမှာဆိုပါတယ်။ဖေဖော်ဝါရီလအတွင်းကလည်းရှင်းနေတဲ့အဖြစ်ရုပ်ဖြတ်ဝစ်ဆင်လာတဲ့တနက်သမားတအိုးဟာကိုလံဘုံမြို့မှာရှိတဲ့တရားရုံးအတွင်အမှုရင်ဆိုင်နေရတဲ့တနင်္လာရှိသူတအိုးကိုပြစ်ခတ်တပ်ဖြတ်မှုဖြစ်ပွားခဲ့သေးတာဖြစ်ပါတယ်။